ော်ဦးစောတိကမဟာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းပါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာတော်အားယူသည်လေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာလူကြီးနာရရင်ပြောတယ်လူဆိုကြတယ်ဟုတ်တယ်လားစဉ်းစားကြည့်ပါလူကြီးနာရခဲ့ပါတယ်ပစ္စည်းရခဲ့တယ်ဝေရခဲ့တယ်အောင်းလက်မဲ့ရခဲ့တယ်အခုပြောပြီလားခဏပြောခဲ့တယ်နောက်တော့အရင်တိုင်းပဲ အရင်တိုင်းပဲဆိုတာမပြောတော့ဘူးလို့ဆိုတာနောက်ထပ်လိုချင်တာတွေရလဲဒီတိုင်းမှာပဲခဏပြောမယ်ခဏပြောချင်ရင်အဲ့ဒီနီးတိုင်းပဲဆက်လုပ်ပါရေရှိပြောချင်ရင်အဲ့ဒီနီးနဲ့မရဘူးဒုက္ခနဲ့မျိုးရှိတယ်လိုချင်တာရတဲ့ဒုက္ခနဲ့လိုချင်တာမရတဲ့ဒုက္ခလိုချင်တာရရလဲဒုက္ခတွေကမလွတ်ပါဘူးရလို့ပြောတယ်ဆိုတာကလေးတွေရဲ့ပြောနည်းပုံမြင်လေးတစ်ပုတ်ပြောပြမယ်ရှင်းတော့ကအရာသမားတယောက်ရှိတယ်သူ့မှာသားတယောက်ရှိတယ်ယာသမားကြီးကဆင်းရဲတယ် တနေ့တော့သူဘုန်းကြီးကြောင့်ကိုတော့ပြီးတော့ဘုန်းကြီးကိုလျှောက်တယ်။ရှင်ဖျားတပြီတော့စီးရဲလို့မြင်းလေးတကောင်တောင်မှမဝဲနိုင်ပါဘူး။မင်းကလေးတကောင်လောက်ရှိရင်ဘယ်လောက်ကောင်းမလဲ။ယာထဲမှာလည်းခိုင်းလို့ရမယ်။သွားစရာရှိရင်လည်းစီးလို့ရမယ်။တပည့်တော်ကန်ဆိုးပါတယ်ဗျာ။ဆိုတော့ဘုန်းကြီးကအော်ဟုတ်လားတဲ့။အဲ့ဒါလို့ရှောက်ပြီးတော့ယာထဲကအိမ်ကိုပြန်လာတယ်။အိမ်ကအပြန်လမ်းမှာတောကိုဖြတ်ပြီးပြန်တော့တောထဲမှာမင်းကလေးတကောင်ကိုတွေ့တယ်။ပန်းရှင်မရှိဘူး။ အဲ့ဒီမြင်းလေးကိုရအောင်ဖမ်းလိုက်ပြီးတော့ခေါ်သွားတယ်နောက်ပတ်ကြတော့အဲ့ဒီမြင်းလေးစီးပြီးဘုန်းကြီးကြောင်သွားတယ်ဘုန်းကြီးနဲ့တွေ့တော့ရှင်ဖျားတပည့်တော်ကန်ကောင်းလိုက်တာဗျာအရင်ဘက်ကရှင်ဖျားစီကိုလာပြီးတော့အပြန်မှာတော့တဲ့ကမြင်းရန်လေးတကောင်တပည့်တော်ဖမ်းလို့ရလိုက်တယ်မီးကလေးကလိန်မာလိုက်တာခိုင်းလို့လဲကောင်းစီလို့လဲကောင်းတယ်။တပည့်တော်တော့ကန်ကောင်းတဲ့သူမရှိပါဘူးဖေ။ဆိုတော့ဘုန်းကြီးကဩဟုတ်လားတဲ့။ဘုန်းကြီးနဲ့တခြားစကားတွေပြောပြီးတော့ရှားတဲ့ကနေအိမ်ကိုမြင်းလေးစီပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာတယ်။ နောက်ပတ်ကျတော့သူ့သားကအဲ့ဒီမြင်းလေးစီးပြီးတော့တောထဲကိုသွားလမ်းမှာမြင်းပေါ်ကကြချက်တော့ကျိုးသွားတယ်။ဘယ်သမားကြီးကဝင်းနေပြီးတော့ငိုပြီးတော့ဘုန်းကြီးကြကိုသွားတယ်။ဘုန်းကြီးကဘာဖြစ်တာလဲတကားကြီးလို့ဆိုတဲ့အခါကျတော့အဲ့သူ့သားကတဲ့အဲ့ဒီမြင်းလေးကိုစီးပြီးတော့မှတောထဲကိုသွားတော့လမ်းပေါ်မှာမြင်းကမြင်းပေါ်ကနေကြချက်တော့ကျိုးသွားတယ်။ဘယ်သမားကြီးကဝင်းနေပြီးငိုပြီးတော့ဘုန်းကြီးကြကိုသွားတယ်ပေါ့နော်။အဲ့တော့တပည့်တော်အခုတော့ ားလေးကခြေထောက်ကျူးသွားလို့လမ်းမလျှောက်နိုင်တော့ဘူးတပည့်တော်ကန်စွပါတယ်ဖះဆိုတော့ဘုန်းကြီးကလည်းအော်ဟုတ်လားဟုတ်တခါလည်းသမားကြီးကယာတဲ့ကနေအိမ်ပြန်သွားတယ်ပေါ့နောက်ပတ်လောက်ကျတော့ဘင်းရင်တံမတော်အတွက်စစ်သားခေါ်တဲ့အမိန်ရောက်လာအသက်၁၈နှစ်နဲ့အသက်၅၀ကျားယောက်ျားအားလုံးစစ်တဲ့လာရမယ်ဆိုတော့ဘဲသမားကြီးကတော့၅၀ကျော်လို့မလိုက်ရဘူးတဲ့သူသားကလည်းခြေကျိုးနေလို့မလိုက်ရဘူးတဲ့အသက်စင်ရင်ဝင်နေတဲ့ယောက်ျားလေးအားလုံးလိုက်ရတယ်လေသမားကြီးကဝမ်းသာလွန်းလို့ ရှောက်သွားပြီးဘုန်းကြီးကိုရှောက်ပြန်တယ်။တပည့်တော်ကံကောင်းလိုက်တာဗျာ။တားကလေးကခြေကျူးနေလို့စစ်တမ်းလိုက်ရဘူး။တပည့်တော်ကတော့ကံကောင်းခြင်းတော့အဲတားလေးအချိန်မီခြေကျူးတာဖြစ်သွားတယ်တဲ့။ဆိုတော့ဘုန်းကြီးကအော်ဟုတ်လားတဲ့။ကဲစာပတ်သူကရောဗာရင်းမြန်ပြောခြင်းလဲ။လူကျင်နာရလို့ပြောတယ်ဆိုတာဘာထူးလဲ။ဘာမှမရလဲပြောတယ်ဆိုတာကမှထူးတယ်လို့ဆိုရမယ်။ကိုယ်စိတ်ဘယ်လောက်ချမ်းသာတယ်ဆိုတာ ခုဘုကိုစကားပြောတဲ့အခါမှာဘာរីပြောတယ်လဲဆိုတာပုံမှန်မှုတည်ပါတယ်။အာနာလိုချင်သလားစိတ်ချမ်းသာမှုလိုချင်သလားတခုပဲယူကြောက်ကြမှုလိုချင်သလားစိတ်ချမ်းသာမှုလိုချင်သလားတခုပဲယူပျော်ပါလိုချင်သလားစိတ်ချမ်းသာမှုလိုချင်သလားတခုပဲယူငွေကြေးဥစ္စာလိုချင်သလားစိတ်ချမ်းသာမှုလိုချင်သလားတခုပဲယူပါစိတ်ချမ်းသာမှုကိုတကယ်ပြပြသားသားရွေးရင်ဇန်နဝါရီကလည်းရနိုင်သလောက်ရမှာပါပဲစိတ်ချမ်းသာမှုကိုရပြီးမ တကြဟာရီရတယ်ဆိုရင်ကောင်းတယ်စိတ်ချမ်းသာမှုကိုဆုံးရှုံးပြီးမှတကြဟာရီကိုရတယ်ဆိုရင်တော့ဘာအိပ်ပဲရှိမှာလဲပြောနေတဲ့စိတ်နဲ့မပြောတဲ့စိတ်တစ်ခုကိုရှင်းကြည့်ပြောတဲ့စိတ်ကလွတ်လပ်မှုကိုရှိတယ်အဲအကြောင်းပညာရေးထဲမှာလည်းစိတ်ချမ်းသာအောင်နေတတ်ဖို့သင်ကြားဆွေးနွေးပေးတာမရှိဘူးအုံတော်ပညာရေးပဲအရေးကြီးတယ်လို့ယူဆကြတယ်စိတ်ထားပညာရေးအရေးကြီးတယ်လို့မယူဆကြဘူးစိတ်ချမ်းသာအောင်နေနည်းကိုသိမှတခြားဘုဒ္ဓတာတွေကတန်ဖိုးရှိတယ် ာတွေပဲလောက်တက်တက်စိတ်ချမ်းသာအောင်မှမနေတတ်သေးရင်ဘာမှမထူသေးဘူးလူတယောက်ဘယ်လိုလူဖြစ်လာတယ်ဆိုတာသူ့စိတ်ထဲမှာသူ့ဘာကိုဆုံးဖြတ်ထားသလဲဆိုတဲ့ပုံမှန်မှုတည်တယ်။တဝင်းကျင်အခြေအနေတကူတဲ့ပုံမှန်မှုမတည်ဘူး။တဝင်းကျင်ကလွတ်မှုတဲ့အတိုင်းဖြစ်ရတဲ့ဆိုရင်ဘာလို့လက်မှုရှိတော့မှလဲ။ရည်ကြီးတာနဲ့အရင်ကြီးတာကိုခွဲခွဲခြားခြားတိအောင်လုပ်ပြီးရည်ကြီးတာကိုဦးစားမပေးဘူးရည်ကြီးတာကိုဦးစားပေးပြီးလုပ်မယ်လို့ငယ်ငယ်ကလေးကဆုံးဖြတ်ခဲ့တယ် ။စားဖတ်တဲ့အခါရွေးပြီးဖတ်တယ်။စားတဲ့အခါမှာလည်းကျမ်းမာရေးအတွက်ဦးစားပေးပြီးစားတယ်။တငယ်ချင်းကိုလည်းရွေးပြီးပေါင်းတယ်။ဖျားအားထုတ်တာတောင်ရွေးပြီးအားထုတ်တယ်။ခန္ဓာကိုယ်အင်အားစိတ်အင်အားဆိုတာအကန့်အသတ်နဲ့ရှိတယ်။ကြုံရကိုလုံးလုံးပဲဖြစ်ဖို့ဆက်ယူပေါတိုင်းထလုပ်လို့မဖြစ်ဘူး။ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင်အေးချမ်းအောင်လုပ်တယ်။တည်ငြိမ်တဲ့စိတ်ကမယူဘူးပတိငိမ့်တဲ့စိတ်ကယူတာပဲယူတဲ့စိတ်ဟာအရေးကြီးတာနဲ့အရေးမကြီးတာကိုမခွဲခြားနိုင်ဘူးယူတဲ့စိတ်ဟာ အရင်ကြီးတာကိုရေးကြီးတယ်လို့ထင်တတ်တယ်။တဝင်းကျင်ရဲ့ဆွဲဆောင်ရောင်နှောက်ကိုလိုက်တတ်တယ်။တည်ငြိမ်တဲ့စိတ်ဟာခိုင်မာတယ်။တဝင်းကျင်ဆွဲဆောင်ရောင်နှောက်ကိုမလိုက်ဘူး။တည်ငြိမ်တဲ့စိတ်ဟာရေးကြီးတာကိုရေးကြီးမှန်းသိတယ်။တန်ဖိုးရှိတာကိုသိတယ်ဒါကြောင့်ရွေးနိုင်တယ်။ကောင်းဆုံးကိုရွေးပြီးလောက်နိုင်တယ်။တည်ငြိမ်တဲ့စိတ်နဲ့ရွေးတယ်။တည်ငြိမ်တဲ့စိတ်နဲ့လောက်တယ်။ရတာများပါလေ။ပညာလိုချင်တယ်ရတယ်ဆရာကောင်းလိုချင်တယ်ရတယ်မိတ်ဆွေကောင်းလိုချင်တယ်ရတယ်ဘာလို့လိုချင်ဆုံးလဲ စိတ်ချမ်းသာမှုနဲ့လွတ်လပ်မှုကိုလိုချင်ဆုံးပဲအဲဒါကစိတ်ချမ်းအင်အားကြီးမှပြနိုင်တယ်ဒါကြောင့်တရားအားထုတ်တယ်တရားအားထုတ်ရင်တတိကောင်းတယ်ဓမ္မာရီကောင်းတယ်ဒါကြောင့်ဉာဏ်ကောင်းတယ်တတိကောင်းရင်ဓမ္မာရီကောင်းရင်ဉာဏ်ကောင်းရင်ဘာလို့လုံနိုင်တယ်လုံရင်ဖြစ်တာများတယ်တချို့ကိစ္စတွေကလွယ်လွတ်နေလို့တောင်ထင်ပါတယ်အခက်အခဲတွေများလို့တဲ့သူတွေကိုတိတ်ပြောပြခြင်းနဲ့လွယ်ချင်ရင်တတိကောင်းအောင်လုပ်ပါတမာတိကောင်းအောင်လုပ်ပါလိုချင်တာကိုလျှော့ပါ လူချင်းတာတွေများလို့ရင်စိတ်ပြန့်လွင့်တယ်။ရည်ချီတာနဲ့နဲ့လောက်ကိုချိန်ပိုပေးပြီးလောက်ပါစိတ်ကိုစူးစီးထားပါ။ကြောက်တူးတဲ့သူကဖြုံးနေကိုပေးဖယ်လိုက်တယ်။တကယ်ကောင်းတဲ့ကြောက်ကိုရမှသိနေ။ကြောက်ကောင်းနေမကောင်းမှုဆိုတာကိုမခွဲခြားနိုင်တဲ့သူတွေကဖြုံးတွေကိုလည်းကောင်းလာပြီထင်ပြီးတော့သိနေ။အဲသူများကြောက်ကောင်းတလုံးရပြီတတိဖြစ်တဲ့အချိန်မှာအဖြုံးတရင်ရတဲ့သူကမွေးနေတော့မယ်။လူ့ဘဝမှာလည်းဒီလိုပဲ။လူများစုကဖြုံးတွေကိုကောင်းထင်နေကြတယ်။အနည်းအောင်ကြောက်တိုင်းကရမ်းများမဟုတ်ဘူး။ စိတ်ချမ်းသာမှုနဲ့လွတ်လပ်မှုကဗရမျောင်းနဲ့တူတယ်။ငွေချမ်းသာပြီးစိတ်ဝင်ချမ်းသာတဲ့သူတွေကဘာလွဲနေလဲ။ယာလူကြီးပြီးလွတ်လပ်မှုမရှိတဲ့သူတွေဘာလွဲနေသလဲ။ကြော်ကြားပြီးဖော်မရှိတဲ့သူတွေဘာလွဲနေသလဲ။အဖြုံးကိုကြောက်ကောင်းလို့ထင်မှန်မှနေကြတယ်။အဲ့ဒါလွဲနေတယ်။လူရင်းကစိတ်ချမ်းသာမှုနဲ့လွတ်လပ်မှုပါအဲ့ဒါကိုပြီးပယ်ထားပြီးတခြားဟာတွေကိုရအောင်လုပ်နေတော့စိတ်ချမ်းသာမှုနဲ့လွတ်လပ်မှုကပျောက်သွားတယ်။ငါဘာဖြစ်လို့စိတ်မချမ်းသာသေးတာလဲလို့မေးပါ စိတ်ချမ်းသာမှုကိုခရမဦးဆောင်မပေးလို့ပေါ့ငါဘာဖြစ်လို့မလွတ်လပ်သေးတာလဲလို့မေးပါလွတ်လပ်မှုကိုခရမဦးဆောင်မပေးလို့ပေါ့ကိုဘာကိုခရမဦးစားပေးလဲအဲ့ဒါပဲရမယ်စိတ်ချမ်းသာမှုကိုအရင်ရအောင်လုပ်ပြီးမှသူ့ကိုအပြောင်မခံပဲတခြားလိုချင်တာကိုရအောင်လုပ်တင်နေလုပ်တင်တာရင်းအုပ်ချင်တာရင်းများကြီးရှိတယ်ဖြစ်တာလည်းရှိမှမဖြစ်တာလည်းရှိမှလုပ်တယ်လို့မဖြစ်တိုင်းစိတ်ဆင်းရဲရမယ်ဆိုရင်စိတ်ချမ်းသာဖို့မလွယ်တော့ဘူးဒါပဲဖြစ်ဖြစ်စိတ်ချမ်းသာနေမယ် စိတ်ကိုလွတ်လပ်ပြီးအေးချမ်းအောင်ထားမယ်။လွတ်လပ်တဲ့စိတ်နဲ့လုံမှစိတ်ချမ်းသာတယ်။မရမှမပူတဲ့စိတ်နဲ့လုံမှရေရှည်လုံနိုင်တယ်။ရေရှည်စိတ်ချမ်းချမ်းသာသာနဲ့လုံရရတာပဲများတယ်။ဒါဟာဘဝနေနည်းအောင်မြင်နည်းပဲ။ဘာမှမရလဲ။စိတ်ချမ်းသာနေရင်အောင်မြင်တာပဲ။လိုချင်တာတွေများလို့ဒုက္ခများတယ်။ဒါကြောင့်မဲ့လိုဆန္ဒနဲ့အောင်နေခဲ့တယ်။အကိအောင်တော့မတက်နိုင်ပါဘူးလိုချင်တာရသည်ဖြစ်စေမရသည်ဖြစ်စေစိတ်ချမ်းချမ်းသာသာနေမယ် လိုချင်တာရအောင်မလုပ်တော့ဘူးမလုပ်ဘူးလို့တော့မဆိုလိုပါဘူးဒါပေမဲ့လိုချင်တာရမှစိတ်ချမ်းသာမယ်လို့သဘောမထားရတာပါရအောင်လုပ်တဲ့အခါမှာလည်းစိတ်ပင်ပန်းမှုကိုယ်ပင်ပန်းမှုနည်းအောင်စဉ်းစားတယ်စိတ်အေးအေးနဲ့လုပ်လို့ရတယ်တကယ်အကျိုးရှိတာကိုရအောင်စိတ်ရှည်ရှည်နဲ့လုပ်ရင်ရတာကိုတွေ့တယ်အဲလိုချင်တာနည်းတော့ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကိုယ့်အသိဉာဏ်တွေကိုစုစည်းနိုင်တယ်စိတ်ကိုစုစည်းနိုင်တာဟာစိတ်ရဲ့စွမ်းအားကိုကြီးမားစေတယ်လိုချင်တာများလို့နေရင်စိတ်ပြန့်လွင့်တယ်စိတ်ပြန့်လွင့်ရင် စိတ်ဓာတ်အင်အားနည်းသွားတယ်။ဒါကြောင့်တကယ်တန်ဖိုးရှိတာကိုရကြရင်တန်ဖိုးမရှိတာတွေကိုဆော့လွတ်လိုက်ပါ။လိုချင်တာနဲ့ရင်စိတ်ရှင်းတယ်။စိတ်ရှင်းရင်အသိဉာဏ်ရှင်းတယ်။တန်ဖိုးရှိဆုံးကအသိဉာဏ်ပါ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့ကြပါဦး။